မစလို့อ่ะဘယ်လိုပုံမဲ့အဲအတန်ကောင်းတဲ့မှာလည်းမပါဘူးဟိုအရင်ဆိုတတ်တဲ့မှာလည်းမပါဘူးအဖြစ်ပေါ့เนาะအဖြစ်အရှိရှာလောက်တော့ကိုကအဲစူးစားတာပေါ့เนาะအဲလူရှိမှကိုကဒါဒီအလုပ်ကိုလုပ်ရမယ်ဆိုရင်အလုပ်နဲ့တူအောင်တော့ကိုလုပ်တာပေါ့သာကြဲကွာတချင်းဆိုရတော့မယ်မဖြစ်မနေဆိုရတော့မယ်ဆိုရင်ကို့အတန်နဲ့လိုက်ဖိမဲ့တချင်းကိုရွေးရတာပေါ့နော် အဲတချင်းမလောက်မကောင်းကောင်းသူအသက်မမီရယ်ပူပြီးတော့ရုပ်ဆိုးတယ်လေအဲ့တော့ကိုဆွနိုင်တဲ့အနေထားတော့တချင်းစာသားလေးနဲ့တူတူတုတ်တုတ်လေးအဲ့လိုမျိုးတိတ်ပြီးတော့ကကီးမအော်ရတဲ့ကီးမမြင်တဲ့ဟာမျိုးမစစ်ရွေးတာပေါ့နော်ကိုနဲ့လိုက်ဖင်တဲ့ဟာလေးပေါ့သူနောက်လိုက်စမ်းမလို့သူကကိုနောက်လိုက်ဆိုရတာဘာဖြစ်သူကအရန်တော်တဲ့လူသူကကီးပေါင်းဆိုဆွနိုင်တဲ့လူဆိုတာမဆက်တော့မဆွနိုင်ဘူးအဲ့တော့မဆက်ကီးချဟာကြသူချလိုက်ကီးရဲ့ယောက်ျားလေးကြခက်တယ်လေဒါပေမဲ့သူရောက်လိုက်ဆိုပြီးဆိုတာအဲမဆက်တော့ဟိုညအောင်ဆွနိုင်တာပေါ့နော်သူက အဆင်ပြေသွားတာပေါ့အဲ့ဒါကျေးဇူးတော့မဝယ်ဘူးအေးနော်ဒါကျေးဇူးတော့မဝယ်စကားကျေးဇူးစကားတော့လက်ပြအောင်ကြိုးစားရတာပေါ့နော်ဒါလည်းကိုယ့်ချစ်လို့အဲ့လိုမျိုးပြောကြတာပေါ့အဲ့ဒါကိုယ်ကလည်းလူကမအဲ့ချစ်တဲ့ပြည်တန်တွေရာကျေးဇူးတင်တယ်မဖြစ်တော့ဒါဖြီးပြီးဟိုဟာကြည်ကြပေါ့နော်အဲ့လိုမျိုးရစဒီနေ့ကတော့20ချိန်မြောက်မဆလို့မြန်မာနိုင်ငံရွှေရှင်စီးရွာ ဘုတ်ကထိတ်အလူပေါ့နော်။ကောင်းတယ်ပိတ်ဥရေကဲမုတ်။အဲ့တော့ဒီစင်ရေကဲမုတ်တော့စိုက်လာရေကဲမုတ်စိုက်တယ်။ဘာစားတဲ့အစားစားကတီးစုံတီးစုံစိုက်တဲ့အစားစားတွေမှာပါတယ်ရေကဲမုတ်ကစိုက်တယ်တီးစုံရေကဲမုတ်စိုက်တယ်။အင်းဒီလိုပဲမကြမကြစားဖြစ်တာပေါ့။အရန်ခရီးစားမဟုတ်အဆင်ပြေစားလိုက်တယ်အဲ့လို။အရန်ခရီးစီတွေမှာမပါဘူးပေါ့။အင်းမဆက်အဲ့လိုပဲအစားစားတိုင်းမှာအရန်ခရီးစီမရှိဘူး။မဆက်လို့ကဘယ်လိုပုံမဲ့အဲအတန်းကောင်းတဲ့မှာလည်းမပါဘူး။ ဟိုအရာကြီးဆိုတက်ထားမှလည်းမပါဘူးအဖြစ်ပေါ့နော်အဖြစ်အရှိရှာတော့တော့ကိုကအဲစူးစမ်းတာပေါ့နော်အဲလူရှိမှကိုကဒါဒီအလုပ်ကိုလုပ်ရမယ်ဆိုရင်အလုပ်နဲ့တူအောင်တော့ကိုလုပ်တာပေါ့စကြတဲ့ကိုကတချင်းဆိုရတော့မယ်မဖြစ်မနေဆိုရတော့မယ်ဆိုရင်ကို့အတန်နဲ့လိုက်ဖိမဲ့တချင်းကိုရွေးရတာပေါ့နော်အဲတချင်းဘလောက်ပဲကောင်းကောင်းသူ့အတန်မမီရင်ပို့ပြီးတော့ရုပ်ဆိုးတယ်လေအဲ့တော့ကိုဆွနိုင်တဲ့အနေထားတော့တချင်းစာသားလေးနဲ့ တူတူတုတ်တုတ်လေးအဲ့လိုမျိုးတိတ်ပြီးရောအကီးမအော်ရတဲ့အကီးမမြင်တဲ့ဟာမျိုးမစစ်ရွေးတာပေါ့နော်ကိုနဲ့လိုက်ဖင်တဲ့ဟာလေးပေါ့ဒါပေမဲ့ငကိုအတန်ကောင်းရတော့မစလို့တဲ့အစုံလိုက်ကိုအားတာမှာပေါ့နော်ငကိုအတန်မကောင်းရခါကျတော့တုတ်ဆောင်နေနဲ့ကိုကတုတ်ဆောင်လိုက်ကိုပဲပို့အားတာတာပေါ့တချင်းကဘာလဲဆိုအနုပညာသမားတယောက်ကဘယ်သွားသွားပေါ့ပေါ့ပွဲလန်းတယ်အများနဲ့ဆုံးကြလေအဲ့တော့နည်းနည်းကတ်တာမနည်းနည်းဆိုးတာမှဒါလည်းမဖြစ်မနေလောက်ထားရမှာပေါ့နော် အဲ့ဒါကိုအလုပ်တစ်ခုအနေနဲ့လုပ်တာပါမကြည့်ပါဘူးမကြည့်ဘူးကိုစုံနိုင်တဲ့တချင်းလေးကိုပဲအဲအယိုးဆုံးတချင်းလေးကိုပဲရွေးတာပေါ့အဓိကရိုးတဲ့စမ်းတဲ့ထက်ပေါ့နော်ကိုနဲ့လိုက်ဖြစ်ဖို့လို့လေအဲမဆက်တော့ရိုးရိုးညင်ညင်လေးတွေပဲများလာပေါ့အရန် heavy order ပဲမဆက်မစူတတ်ဘူးလေအတန်းနဲ့မမီဘူးတဲ့တဲ့သူမဟုတ်ဘူးမဆိုတော့ဟုတ်ပါဘူးဘိတ်ကဘိတ်ဘိတ်ပြီလေအဲအဲ့ဒါမြန်မာဗုဒ္ဓဘာသာပဲလူမျိုးမဟုတ်ဘူးအော်အတန်ဝဲနေတာပဲရှိတာလူမျိုးမဟုတ်ဘူးကိုယ်ကွယ်ဘာသာဒီဘာသာပဲကိုယ်ကွယ်တာဒါပဲဒါပဲ ဟိုတချို့ဆိုကွာရခိုင်ဆိုရခိုင်လူမျိုးရှိရဲဒဝဲဆိုဒဝဲလူမျိုးတတ်တတ်ရှိသေးတယ်နော်အင်းဆိုအင်းလူမျိုးပေါ့နော်အဲ့လိုမျိုးဆိုမဆက်တော့ဘိမ့်မှာမြန်မာလူမျိုးပဲလူမျိုးဘာသာတခုမဟုတ်အတန်ဝဲနေလို့အဲ့ချင်းဆိုတော့မဝဲဘူးအေးနော်တဆင်းစရာစကားချင်းစစကားတော့လက်ပြအောင်ကြိုးစားရတာပေါ့နော်။ तू နောက်လိုက်စမ်းမလို့ तू ကကိုနောက်လိုက်ဆိုရတာ။ဘာဖြစ် तू အရန်တော်တဲ့လူ तू ကကီးပေါင်းဆိုဆုံနိုင်တဲ့လူဆိုတာမဆက်တော့မဆုံနိုင်ဘူး။ ဲ့လာမဆက်ကြီးချဟာကြသူချလိုက်ကြီးရောက်ကြလိုက်ကြခက်တယ်လေဒါပေမဲ့သူရောက်လိုက်ဆိုပြီးဆိုတာအဲမဆက်လာဟိုညောင်ဆူနိုင်တာဗောနော်သူကအဆင်ပြေသွားတာဗောဘောဘောမမဆူရခါကြာဆူကြတော့ဒီအလုပ်ကကဟိုဗောစီးပွားရေးတစ်ခုနေလက်ခံထားတာဆိုတာဒါမဖြစ်မနေသူ့ဖေကကျွမ်းရွယ်ဖို့လိုတာဗောနော်အဲ့ခါကြာသူကလိကျင့်တာဗော ကိုကလည်းအဖြစ်ပဲဆိုတာအကုန်လုံးပြိတ္တာလည်းသိပြီသားလေးမင်းသမီးဆိုမဆုတ်တက်ဆိုသိတယ်ကိုတန်အောင်နားထားသဘောသဘောကြလို့ရှိမှာပေါ့အဲ့သဘောကြလို့ပဲဆိုကိုကိုချစ်တဲ့လူတွေပေါ့နော်ချစ်တဲ့လူတွေသဘောကြမှာပေါ့ဒီတိုင်းဟိုအစိုးအနေနဲ့လက်ခံမဲ့အပိုင်းမဟုတ်ဘူးလေမဆုတ်ကြတော့နားလည်ပြီးတော့နားလည်ပြီးချစ်ပြီးတော့ကြည့်ကြတာဒါလည်းကိုချစ်လို့အဲ့လိုမျိုးပြောကြတာပေါ့အဲ့ဒါကိုကလည်းတို့ကမအဲ့ချစ်တဲ့ပြည်တန်တွေရာကျေးဇူးတင်တယ်ဘာဖြစ်လို့ဒါဖြီးပြီးဟိုကကြည်ကြတာပေါ့နော်အဲ့လိုမျိုးဆိုတာသူကြည်လေးချစ်ခင်အားပေးတဲ့ ကိုယ့်ရဲ့ချိတ်ပြိတဲ့အိုင်တော်လေးတွေရဟန်းကျေးဇူးတင်ပါတယ်လို့